ဒီဇင်ဘာလအတွင်းမြန်မာနိုင်ငံနေရာဒေသချုပ်မှာအေးဒတ်ပေါ်လာပြီးမိုးရွာသွန်းမှုများလည်းရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလားပေရာညွှန်ကြားမှုအစည်းအဝေးကခံမှန်းပါတယ်ဒီဇင်ဘာလပတ်မိုးလေဝသနဲ့ဇလားပေရာခံမှန်းချက်မှာမိုးလေဝသနဲ့ဇလားပေရာညွှန်ကြားမှုဦးစီးဌာနကအဲ့လိုခံမှန်းထားခြင်းဖြစ်ပါတယ်။ဒီဇင်ဘာလအတွင်းကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာလေပြာနဲ့ရေဝုန်း၂ကြိမ်ဖြစ်ပေါ်နိုင်ပြီးတစ်ကြိမ်တွင်ပုံမှန်အားကောင်းလာနိုင်ကမော်နိုင်ငယ်ဖြစ်သို့ရောက်ရှိနိုင်ကြောင်း ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာအများအပြားသာယာနိုင်ပြီးဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာတရင်နေငယ်ဖြစ်ထောနိုင်ကကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အထင်အတင်မှာတိမ်ထူထပ်နိုင်တယ်လို့မိုးစလကခံမှန်ပါတယ်။မိုးရသုံးမှုအခြေအနေမှာ စကန်နဲ့နေသားကြီးကချင်ပြည်နယ်ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာရွာသွန်းမြောက်အောင်ရောင်းနေနိုင်ပြီးရန်ကုန်တိုင်းနေသားကြီးပဲခူးတိုင်းနေသားကြီးရှေးပိုင်းအေရဝတီတိုင်းနေသားကြီးတနင်္သာရီတိုင်းနေသားကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြောက်ထက်ပိုနိုင်က နေပြီးတော့မန္တလေးတိုင်းနေသားကြီးပဲခူးတိုင်းနေသားကြီးအနောက်ပိုင်းမကွေးတိုင်းနေသားကြီးကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာရွာသွန်းမြောက်ခံမိုးထစ်ကြောင်ရွာနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ရှေးပိုင်း၊အေရော်တိုင်းဒေသကြီး၊တနင်္သာရိုင်တိုင်းဒေသကြီးနဲ့မွန်ပြည်နယ်တို့မှာ၄ရက်မှ9ရက်ခန့်နဲ့နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊မကွေးတိုင်းဒေသကြီး၊စကမ်းတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ၁ရက်မှ၃ရက်ခန့်မိုးထစ်ကြောင်ရွာနိုင်တဲ့တို့မိုးစလကထုတ်ပြန်ပါတယ်။ ညပူချိန်များမှာစကန်နဲ့ဒေတာကြီးကချင်ပြည်နယ်နဲ့ချင်းပြည်နယ်တို့မှာဒီဇင်ဘာလပြင်းပြပူချိန်ရဲ့တိတရမ5ဒီဂရီဆဲလ်စီယံနဲ့အထက်ပိုနိုင်ပြီးနေပြီးတော့ရုံနဲ့ဒေတာကြီးမန္တလေးနေတာကြီးပဲခူးနဲ့ဒေတာကြီးမကွေးနဲ့ဒေတာကြီးအေရယိုင်နဲ့ဒေတာကြီးတနင်္လာနေ့တိုင်းဒေတာကြီးကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာဒီဇင်ဘာလပြင်းပြပူချိန်ခန့်သာရှိနေတယ်လို့မိုးလေဝသနဲ့ဇလားပြည်သားညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။